ြုရင်ကောင်းမလားတော့ဘသူနဲ့လဲမမေအမေအိမ်အောင်ပြုရမယ်ဆိုတဲ့အချိန်မှာဟိုဖြစ်သွားတဲ့လိုအပ်ချက်လေးတစ်ခုပေါ့သူကပန်ထိုးနေနဲ့လက်ကသွေးကြရဲဆိုတဲ့ခါကျတော့အမေကဒီသွေးမမြင်လာလားပေါ့တချို့ကြလည်းပြောကြရဲဆိုတော့ဒါမှမဲ့အဲ့ဒါကြောင့်လည်းလိုအပ်ချက်ပေါ့နော်သမီးသမီးဦးလေးတို့ခင်ပါတယ်ချဲ့ရလိုအပ်ချက်ပေါ့အဲချဲ့တာ အကြံကောင်းလေးအဲ့အချိန်တော့ကိုကလည်းပထမဆုံးဆက်လုပ်တာဆိုအမှန်တမ်းပြောရင်ကြောက်တာလည်းပါတယ်ပေါ့နော်တခုခုဆိုလို့ရှိရင်မပြောရဲဘူးဆိုတဲ့အခါကျတော့အဲ့အချိန်မှသာခြေကဒီလိုဒီလိုမျိုးလေးလုလိုက်မကောင်းလားဆိုအကြံဉာဏ်လေးပြီးခဲ့လို့ရှိရင်တော့အဲ့ဒီအပိုင်းလေးကပိုပြီးကောင်းသွားမှာပေါ့နော်အဲ့ဆိုသူနဲ့ပေါ်တူလာရင်သူမေးတဘောတူပါတယ်မင်းမေးနောက်ရှိုက်လို့ရှိရင်အဲ့လိုမျိုးတွေထပ်မဖြစ်အောင်အမားတွေမပေါင်းတော့ဒါခြေရုပ်ဘက်ကပြင်ဆင်ရမှာပေါ့ ကျွန်မအချစ်ရဆုံးတော့ဆိုရယ်ဇလန်တွဲကချဲ့ရဲ့ပထမဦးဆုံး series ပေါ့နော်ပထမဦးဆုံး series ဆိုတာထွက်တာပထမဦးဆုံး series လို့ပြောတာမဟုတ်ဘူးဒီစပြီးတော့အော်ချဲ့ရွှေကြွားနေပြီးတော့ရုပ်ရှင်နေစရိုက်ပြီးဆိုခဲကူကဇလန်တွဲအနေနဲ့ပထမဦးဆုံးရရတဲ့ series ပေါ့နော်ဆိုတော့အဲ့ဒီ series လေးကအခုအကောင်လုံးကလည်းတချို့ကြလည်းသဘောကျကြရဲဆိုတဲ့ခါကျတော့ပီတီတော့ဖြစ်တာပေါ့နော်အာဘာဖြစ်ဖြစ်အစီအပြေသွားရဲပေါ့အင်းဒီဇက်ကိုရရချင်းတော့က အာတီဆင်းရဲ့ငယ်ဘဝမှမသိခဲ့ဘူးဒီတိုင်းရခဲ့တဲ့ခါကျတော့ဩဒီတိုင်းမကလေးတဲ့ရုပ်ဆောင်ပေါ့ကိုစည်းတာလို့ရှိရင်တီဆင်းဖြစ်မယ်လို့မထင်နောက်ပိုင်းရိုက်နေရိုက်နေတော့မှမပွင့်တော့မဟုတ်ဘူးဒါတီဆင်းဖြစ်မှာပါလားဆိုတော့အပါဖြစ်ဖြစ်ဝါရင်ဒီပေါ့နော်အာအနုပညာရှင်မင်းသမီးတယောက်ရဲ့မင်းသမီးတယောက်ရဲ့ငယ်ဘဝကိုတရုပ်ဆောင်ရတဲ့ခါကျအပီတီလည်းဖြစ်မိရယ်ပြီးတော့နောက်ခု series တွေရဲ့မှာပါဒါကအချက်ရဲ့ပထမဦးဆုံးအာစရိုက်တဲ့ series ထဲမှာပါတဲ့အခါကျတော့ ဲ့လိုမျိုးကြောက်တာပေါ့နော်တကူကူအမာရင်သွားမာတွေတိမ်ဆောင်းသွားမာတွေဇက်နဲ့မကိုက်ညီမာတွေပေါ့အဲ့လိုမျိုးရောအစိုးရင်စိတ်ကလေးရှိခဲ့ပါတယ်အနီမေသန်းတို့လည်းအဆုံးကြီးကဟုတ်ဒီစင်းနဲ့အဆုံးနဲ့ရွှေချိုမာကလေးကတောက်လျှောက်ပဲစုံတာဆိုတော့လေကြီးလာလို့ရှိရင်ချဲကဒီစင်းဖြစ်မှာချဲအမြန်မီပဲကြီးဆိုတော့ မေမေကြီးတို့မမေမေကြီးတို့အပိုင်ကိုပြရဲဆိုလို့ရှိရင်ဒါဒီစင်ရယ်ဘွားအကြောင်းပြတာအဲ့တော့အာအပူကျူးနဲ့ချယ်နေကအပူကျူးကတီဟတီဟကြီးလာလို့ရှိရင်ဥမင်းသူဖြစ်သွားမှာဆိုတော့အဲ့လိုမျိုးဆိုလင်းကလေးချိတ်ချိတ်ထားတာပေါ့နော်ဆိုတော့အာတော်တော်များများလဲကြတချို့ကြောက်လဲအမမေမေကြီးကကြီးဝါလို့ရှိရင်ဒီစင်ဖြစ်သွားမှာလားအာချယ်ရကြောက်ယွန်းယွန်းဖြစ်သွားမှာလားဆိုတော့အဲ့လိုမျိုးထင်ကြအမနကေကမဟုတ်ဘူးချယ်ရကြတော့ဒီစင်ဖြစ်သွားမယ်မမေမေကြီးက ချက်ရဲ့အမိညွန်းညွန်းနဲ့ကြတော့ညွန်းညွန်းရဲ့အဖွာကြတော့မမေပဲကြီးပေါ့အဲ့လိုအဲ့လိုပုံစံမျိုးသွားထားတာပါအာကျေးဇူးအများကြီးတင်ပါတယ်လို့ဟိုအဲချက်အခုဒီ series လေးထွက်လာတဲ့အခါကြည့်လိုက်ရတဲ့အခါကျတော့အာကို့မှာရှိရလိုအပ်ချက်တွေအများကြီးတွေ့ရတာပေါ့နော်အာပြရမယ့်အပိုင်းကြီးလည်းအများကြီးတွေ့ရလိုအပ်ချက်တွေလည်းအများကြီးတွေ့ရ item ဘိုင်းနဲ့ပတ်သက်ပြီးတော့ဒီနေတဲ့ကိုနေဟန်ထားပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အာချက်ပြင်ဆင်ရမယ့်ဟာအများကြီးတွေ့ရအာ ဆိုတော့နောက်ရိုက်လို့ရှိရင်ကိုဒီညမှာဆိုဘယ်လိုလဲရမယ်ပေါ့ဘယ်နားမှာလိုအပ်ချက်တွေလည်းအများကြီးတွေ့ပါတယ်ဟုတ်ဟုတ်ကဲ့ဟုတ်အဲ့ဒါကြောင့်လည်းလိုအပ်ချက်ပေါ့နော်ဒီအမေအိမ်အောင်ပြုရမယ်ဆိုတဲ့အချိန်မှာဟိုဖြစ်သွားတဲ့လိုအပ်ချက်လေးတခုပေါ့သူကပန်ထိုးနေနေလက်ကသွေးကြရဲဆိုတဲ့ခါကျတော့အမေကဒီသွေးမမြင်လာလားပေါ့တချို့ကြလည်းပြောကြရဲဆိုတော့ဒါမဲ့အဲ့ဒါကြောင့်လည်းလိုအပ်ချက်ပေါ့နော်အချဲလဲလိုအပ်ချက်အချဲရဲ့လိုအပ်ချက်ပေါ့ အဲ့ချေတာအကြံကောင်းလေးအဲ့ချိန်တော့ကိုကလည်းပထမဆုံးဆောက်လို့တာဆိုအမှန်တမ်းပြောရင်ကြောက်တာလည်းပါတယ်ပေါ့နော်တခုခုဆိုလို့ရှိရင်မပြောရဲဘူးဆိုတဲ့အခါကျတော့အဲ့ချိန်မှာသာချေကဒီလိုဒီလိုမျိုးလေးလုပ်လိုက်မကောင်းလားဆိုအကြံဉာဏ်လေးပေးခဲ့လို့ရှိရင်တော့အဲ့ဒီအပိုင်းလေးကပိုပြီးကောင်းသွားမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးတံမိုအနေမြင့်နေလဲတွေ့ရပါတယ်တချို့စင်းနေမှာမညီတာမျိုးတွေပေါ့နော်ဆိုတော့ဒါတွေကတော့ နောက်ရှိုက်လို့ရှိရင်အဲ့လိုမျိုးတွေထပ်မဖြစ်အောင်အမားတွေမပအောင်တော့ဒါချေရိုဘက်ကပြင်ဆင်ရမှာပေါ့နော်ဟုတ်ဟုတ်ကဲ့ဒီညထဲမှာတော့နောက်နေ့မှာအချိန်ရုပ်ရှင်ယုံရင်ကားကြီးတွေဇလန်ရွက်တွေအများကြီးလာဖို့ရှိပါသေးရယ်ဆိုတော့ဒီကားလေးထွက်လာရယ်ဆိုလို့ရှိရင်လည်းအခုပြနေရယ်ကျွန်မအချိန်အားဆုံးတော့လို့ပဲဘယ်နာလေးတွေမှာတော့လိုအပ်ချက်ရှိနေရယ်ဘယ်ဟာလေးတော့ကောင်းနေဆိုရယ်ဆိုတော့ဝေဖန်မှန်းချပေးပါအောင်လို့ပြောချင်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်